အားလုံးမင်္ဂလာပါဘောလုံးစတားကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တတိတော့ညီကိုတွေအတွက်တပွဲကောင်းရိုက်လို့ရမယ့်ပွဲစဉ်တပွဲနဲ့အတူအခြားပွဲစဉ်၃ပွဲရဲ့၃သက်ရှိအနှစ်ချုပ်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်တိုက်တူရပွဲစဉ်လေးတွေကိုရွေးချယ်ပေးလိုက်ဆိုပါဒီနေ့တပွဲကောင်းရိုက်ရမယ့်ပွဲစဉ်ကတော့ Metal Pro နဲ့ Ace ပွဲစဉ်ဖြစ်ပါတယ် Ace ကတော့အခုရာသီမှာအဆင့်၉နေရာမှာရပ်တည်နေတဲ့အသင်းဖြစ်ပြီးတော့ Metal Pro ကတော့အခုရာသီမှာခြေစွမ်းနည်းငယ်ကောင်းမွန်ပြီးတော့အဆင့်၄နေရာမှာရပ်တည်နေတဲ့အသင်းဖြစ်ပါတယ် Metal Pro အင်ရှင်ဖြစ်ပါတယ် ဒီပွဲစဉ်ဒီဒေဂျာဘော့မဒယ်ဘရော့သေရင်နဲ့အနိုင်မဲရှိပါလိမ့်မယ်။တည်တက်ပို့ပြီးမျောလင်းလို့ရရနေလို့ဒင်းနေညာညီကိုရီတပွဲကောင်းရိုက်ချင်တယ်ဆိုရင်တော့မဒယ်ဘရော့ပေါ်တွေကိုအပိုင်ရရမှာဖြစ်ပါလိမ့်။နောက်တစ်တည်းကတော့ Obito နဲ့ Espanyol ပွဲစဉ်ဖြစ်ပါလိမ့်။ Espanyol ကကက်ဆစ်တော်လေးကောင်းမှုနဲ့နေသားရှိပါလိမ့်။ Obito ကလည်းအိမ်ဝဲဆိုကက်ဆစ်တော်လေးကောင်းမှုနေတတ်ပါလိမ့်။ဒါကြောင့်ဒီပွဲစဉ်ကတော့ Obito 1-0ဂိုးအောင်မဲ့ပွဲစဉ်ဖြစ်ပါလိမ့်။ နောက်တစ်တင်းကတော့ Union Berlin နဲ့ Motion Club ဘက်ဖြစ်ပါတယ် Motion Club ဘက်ကကုရတီမှာတော်လေးကိုစီစွမ်းစိုးရနေတဲ့အတင်းဖြစ်ပါတယ် Union Berlin ကလည်း Club ထက်အနည်းငယ်သာပိုကောင်းတဲ့အတင်းဖြစ်ပါတယ်ဝမ်းစီလောက်နဲ့ပြီးသွားမယ်လို့ထင်ပါတယ်ဒါကြောင့် Nico ရဲ့အဲ့ဒီပွဲစဉ်ကတော့ Union Berlin body ဖြစ်ပါတယ်နောက်တစ်တင်းကတော့ PSG နဲ့ Strasbourg ဖြစ်ပါတယ် PSG ရဲ့ခန်းစစ်ကအခုရတီမှာတော်လေးကိုသွင်းကိုတွေခွင့်ပြုထားခဲ့ရတယ်ဆွာဘောကလည်းခန်းစစ်မကောင်းဘူးကိုသွင်းရလေတော့အနေငယ်ရှိတယ် နှစ်သိန်းမောင်းတွင်းကိုများမဲ့ပွဲစဉ်ဖြစ်ပါတယ်ဒါကြောင့် PSG ကိုပေါင်းအပေါ်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြပြပေးသွားတဲ့ပွဲစဉ်ကတော့စုစုပေါင်း၄ပွဲဖြစ်ပါတယ်အဲ့ဒီထဲကမှအကောင်းဆုံးပွဲစဉ်တပွဲကောင်းရရမဲ့ပွဲစဉ်ကတော့ Middlesbrough ပေါ်လီဖြစ်ပါတယ်ကျန်တဲ့ပွဲစဉ်၃ပွဲကိုညီကိုတွေအဆင်ပြေလို့ရွေးချယ်ပြီးဆော့လို့ရပါတယ်အတူတတိပေးစင်နာကတော့၄သိန်းလုံးကို၄သိန်းပေါင်းတစ်ခက်ဆော့စရာမလိုပါဘူးတပွဲကောင်းရိုက်ပြီးကို့အတွက်အ내ဘလို့ကြံမလဲငွေကိုရှင်းရှင်းပြီးကစားနိုင်မယ်ဆိုရင်တော့အ내ကြံပါလိမ့်မယ် 아, 너무 지도 두 배, 게시발, 그래